ကျွန်တော်ကစပယ်ညက်ဖို့လိုတဲ့ character ဆိုရင်တော့ကျွန်တော်ညက်ကျွန်တော်ညက်ဥပမာဆိုရင်ကျွန်တော်ကမြန်မာနိုင်ငံကတော်တန်းအထီးနေရာကျွန်တော်ရိုက်ရမယ့် character ဆိုရင်တော့အဲကျွန်တော်ညက်တယ်ညက်တော့ကျွန်တော်ဆရာဝင်တို့ပါတို့ညာတို့ character ဆိုရင်တော့ကျွန်တော်ညက်ရမှာအခုကကျွန်တော် delivery ကိုတယ် delivery ကအကုန်စပယ်အတူနဲ့ပဲပို့တာ အဲ့လိုအဲ့လိုရှိတယ်ဟုတ်တယ်မင်းဟာလေဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမဲ့မိန်းမငါအဲ့လိုမိန်းမတွေကိုတိတ်ကြောက်တယ်တိတ်မုန်းတယ်တိတ်ရောတယ်စပင်းရတော့ကျွန်တော်ချိန်ပါမှာဒါပေမဲ့ဟိုဒီပုံစံနဲ့ပြီးပဲကားတိုင်းရိုက်မယ်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့စပင်းညက်ဖို့တော့ အဲကျွန်တော်တို့သဘေညက်ဖို့တိုက်တွန်းတဲ့ပြည်သက်တွေကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်သဘေသဘေချိမ့်မှုပေါ့နော်သဘေချိမ့်မှုအစီအစဉ်လေးရှိပါတယ်ဒါပေမဲ့နည်းနည်းတော့လိုပါသေးတယ်အဲအသီးခံပြီးတော့ဆောင်စားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အခုဒီသဘေနဲ့တော့ရိုက်မှာမဟုတ်ပါဘူးနော်နောက်တဲ့ကေချိမ့်မှာပေါ့ ဇလန်းလေးကကျွန်တော် delivery ပို့တယ်ပေါ့နော် ကျွန်တော် delivery ပို့တယ်ကျွန်တော် character နာမည်ကချမ်းမြေပါအဲဒီကောင်ကအချစ်ကားလေးပေါ့နော် အချစ်ကားဒါပေမဲ့သူကနည်းနည်းလေး psycho နည်းနည်းရှိတဲ့ဘက်ကိုတွားတာပေါ့နော်အဲဒီကောင်က psycho ရှိ psycho လေးနည်းနည်းရှိတယ်အဲအဲ psycho ဖြစ်ရခြင်းရဲ့အကြောင်းရင်းကတော့ကျွန်တော်ပြောပြလို့မရဘူးပေါ့နော်အဲ psycho လေးနည်းနည်းပြီးတော့နောက်ပိုင်းကျတော့သူဇုံလုံးကန်းတာပေါ့နော် အဲအဲ့လိုမျိုးလေးမျိုးသူကသွားတဲ့ဇလန်းအချိုးကွေလေးပြပါပါတယ်ဟုတ်မင်းဟာလေဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမဲ့မိန်းမငါအဲ့လိုမိန်းမတွေကိုတိတ်ကြောက်တယ်တိတ်မုန်းတယ်တိတ်ယွတ်တယ်သူတို့ကထရေလာဟိုကနည်းနည်းအဲ့အပတ်ကိုယူပြီးဆက်ထားပြီเนาะကျွန်တော်သူ့ကိုអော်ပြောတာဆိုလို့ ဲတကားလုံးမှာနှစ်ခါပဲပါနှစ်ခါပဲပါအမှန်တော့ဇလန်းကဟိုကအရှိပန်းကချစ်တယ်အဲမိုက်နောက်ပိုင်းကျမှငယ်လာတယ်ပြဿနာရူရာရူရာမို့အဲချစ်တယ်ယောက်ျားတယောက်ရဲ့အချစ်ဆိုတာကိုချစ်သူစစ်ချမ်းသာကို ကာယကိုကာကွယ်ဖို့ပဲမိမတယောက်ရဲ့အချစ်ဆိုတာကိုချစ်သူရဲ့လူအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးချင်တာ Happy Valentine ပါကို့အတွက်လည်းငြင်းထရနိုင်မဲ့ Valentine ဖြစ်ပါစေအဲ့ဒါတော့ကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်စိတ်ကိုတော့ကျွန်တော်ပြင်ဆင်ပါတယ်ဂိုင်ဒါလည်းဝင်အောင်လုပ်မယ်လေဂိုင်ဒါလည်းဝင်အောင်လုပ်ဒါရိုက်တာတွေဂိုင်ဒါတွေပြောပြတယ်ဒါရိုက်တာတွေသုံးပါတယ်ဒါရိုက်တာတွေအဲလုတ်ခိုင်းတဲ့အတိုင်းကျွန်တော်တတ်တယ်လို့မှတ်တယ်လို့တော့ ကရိုက်တာတွေဝင်အောင်လို့တော့ကျွန်တော်လုပ်ပါရယ်ကျွန်တော်လုပ်ပါရယ်ဟိုကျွန်တော်တကားကားတိုင်းကားတိုင်းနဲ့အာယုံအာယုံတေချာစိုက်ပြီးတော့တေတေချာချာဟိုကျွန်တော်ဂျိုးသားပန်းသားနဲ့လုပ်ပါရယ်ဟုတ်ဒါကတော့ကရိုက်တာဝင်သွားတယ်ဝင်သွားဘူးကကြတော့ကျွန်တော်တို့ဒီအမြင်နဲ့သုံးသပ်လို့မရဘူးပေါ့လေအမြင်နဲ့သုံးသပ်လို့မရဘူးတကယ်ရုပ်ရှင်ကားအောင်လာကြည့်ပြီးတော့မှဒီဟာဘာဖြစ်တယ်ဒီဟာဘာဖြစ်တယ်ဆိုပြီးတော့ဝေဖန်သုံးသပ်ပြတာကပို့ပြီးတော့ဒီကရိုက်တာဝင်မှုဝင်ရ ကားကိုကြည့်ပြီးတော့မှပြောရတာပိုကောင်းပါတယ်ခင်ဗျာရှင်လို့စိတ်ရစလူမောင်ချက်ကမီရတဲ့မဟုတ်ညမအရေးယုံနေယုံနေစမမလို့အရေးကြုံနိုင်ကိုလိုရင်းတတ်တဲ့မျိုးกว่าဒီလေးကမင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးမဟုတ်ပါဘူးငါကျွန်တော်ခင်လည်းမဟုတ်ပါဘူးအဲကျွန်တော်လည်းပုံမှန်ပုံမှန်ပါပဲဒီကောင်ပါပါဘာလို့ အဲဒီကားဘုံမဟုတ်ပါဘူးကျွန်တော်ကားတိုင်းတော့စိတ်ထဲပါတယ်ကားတိုင်းတော့စိတ်ထဲပါတယ်ဒီကားလည်းပုံစံလေးတစ်မျိုးဆိုတော့အဲရတာတစ်မျိုးတော့ရမှာပါအဓိကတော့သူ့ရဲ့ cycle ရှိတယ်သူ့ရဲ့ trauma ရှိတယ်အဲ့ဒီဥစ္စာနဲ့သူ့အချက်နဲ့ပေါင်းတယ်ပြီးတော့သူဇုံလုံးကန်ခံရတယ်ဗောလေခံရကမှသူ့ဘဝသူယုံကြည်တဲ့လူတွေပျက်စီးဆုံးရှုံးခံရတယ် ပြီးတော့သူ့ကိုအောက်တန်းစားလို့ခေါ်တာသူမကြိုက်ဘူးအဲ့ဒီတော့သူလူတွေကိုဘာလို့ပြစ်ချင်လဲညာလို့ပြစ်ချင်အဲအဲ့လိုစိတ်တွေနဲ့သူ့သွားတာပေါ့နော်ဟုတ်ကဲ့အေးမောချိုးနေခံရတဲ့လူတွေရောက်ခံစားချက်စိတ်ရောကရှိတယ်ဟမ်လူချင်းစိပေါက်ပေါက်နေတာဘသူပြစ်ချင်တာလဲလူလူချင်းစော်ကားဖို့ဝင်မလေးတဲ့လူတွေကိုချင်တာမသားဥကမရကွာတိုင်ကွာကွာစဉ်းစားမရှိတဲ့ခေါ် ကိုအစ်စ်ကိုတိတော့စေးကြော်မလာနဲ့အဲ့ဖက်ရှစ်ထိုင်းဆိုတော့အဲ့ကိုမိမလည်းအဲ့လိုက်တဲ့နေ့လည်းရှိပါလိုက်တဲ့နေ့လည်းရှိပါမလိုက်တဲ့နေ့လည်းရှိပါဒီချိန်မှာသူ့ကိုချစ်ပြန်လို့နေလေစကားရပါဘူးဘလို့မမနေတော့ကျွန်တော်တို့ဟိုဟာဒါအဲဘလို့ပြောမလဲအလုတ်လုံလာဆိုတော့လေအလုတ်လုံလာဆိုတော့ဒါတွေကကျွန်တော်တို့ကတကယ်ညီကောင်မောင်နှမတွေဖြစ်နေတာလေအဲအဲ့ဒါတွေတော့မရှိပါဘူးအဓိကကတော့ဒီဘောမှာ တကယ် chemistry မီးဖို့နဲ့တကယ်ကြည့်တဲ့လူကတကယ်ခံစားတတ်ဖို့ကျွန်တော်တို့စ조사ရတာပါဟုတ်အဲ့ဒီမှာချောဆိုပြီးတော့အလိုစိတ်ခံစားရတဲ့ထဲပဲအဲ့ဒီအဲ့အဲ့နေရာမှာချောဆိုရင်ကျွန်တော်ကအဲ့ထဲမှာကာရီတာမဖြစ်တော့ဘူးနော်နေဝင်းဖြစ်နေတယ်နော်အဲ့တော့ရဲနေဝင်းရဲ့ချစ်တယ်ပါရဲနေဝင်းရဲ့ချစ်တယ်ပါရဲချစ်တယ် ဟုတ်ရဲ့ချစ်တယ်ဒါပါကျွန်တော်အဲ့ဒါကြီးကိုကျွန်တော်ဘယ်လိုထပ်ပြောအောင်လဲလေကျွန်တော်အမြင်ကက်လေဦးမယ်အော်ကျွန်တော်အရန်ချစ်တယ်လာပါကျွန်တော်မိမဟိုပါဒီတိုင်းတော့မှပြောချင်ချင်ပြင်တယ်နော်ဟုတ်တယ်မလားသပင်းကတော့ကျွန်တော်ချိန်ပါပါဒါပေမဲ့ဟိုဒီပုံစံနဲ့ကြီးပဲကားတိုင်းရိုက်မယ်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့သပင်းညက်ဖို့တော့အဲကျွန်တော်ဟိုသပင်းညက်ဖို့တိုက်တွန်းတယ်ပြိဿတ်တွေကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်သပင်းသပင်းချိမ့်မှုပေါ့နော်သပင်းချိမ့်မှုအစီအစဉ်လေးရှိပါတယ်ဒါပေမဲ့နည်းနည်းတော့လိုပါသေးတယ် အဲအတိခံပြီးတော့စောင့်စားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အခုဒီစပင်းနဲ့တော့ရိုက်မှာမဟုတ်ပါဘူးเนาะနောက်တဲ့ကေချင်းမှာပေါ့ဒီလိုပဲချင်းလို့တော့ရပါတယ်ဟုတ်ဒီစပင်းထဲမှာလည်းမဟုတ်ပါဘူးဟုတ်ဟိုဟုတ်ရနှမျောတာတော့မဟုတ်သေးဘူးနှမျောတာတော့မဟုတ်သေးဘူးဟိုဘယ်လိုပြောမလဲကျွန်တော်ဆုံးလို့ကျင်တာလားအဲ ဟိုဟာကျွန်တော်ကစပင်ညက်ဖို့လိုတဲ့ character ဆိုရင်တော့ကျွန်တော်ညက်ကျွန်တော်ညက်ဥပမာဆိုရင်ကျွန်တော်ကညမာနိုင်ငံကတော်တန်းအထီးနေရာကျွန်တော်ရိုက်ရမယ့် character ဆိုရင်တော့အဲကျွန်တော်ညက်တဲ့ညက်ပါကျွန်တော်ဆရာဝင်တို့ဘာလို့ညာတို့ကြိုက်လဲဆိုရင်တော့ကျွန်တော်ညက်ပါအခုကကျွန်တော် delivery ကိုလေ ဒါလည်းဘာကြီးကအခုစပင်းအတူနဲ့ပဲပို့တာအဲ့လိုအဲ့လိုရှိဟုတ်တယ်အင်းမောအင်းမောအင်းမောဒါကတော့လေဟိုဟာပြောမှာပါနော်ဟိုတော့တူနေတယ်အမှန်တော့ဗျာတူတယ်သူကစပင်းရဲ့ပုံစံကတူနေတာပေါ့အမှန်တော့စပင်းနှစ်ခုကနည်းနည်းစီကွဲအဲစပင်းနှစ်ခုကနည်းနည်းစီကွဲတယ်အဲ့ဒါကသူကတစ်မျိုးတည်းမဟုတ်အဲကျွန်တော်ကဟိုမှာတစ်မျိုးဒီမှာတစ်မျိုးပဲ ။သမင်ကတော့ကျွန်တော်သုံးထားတာတော့နှစ်မျိုးပဲ။ဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်နဲ့လိုက်တဲ့ပုံကိုကျွန်တော်ရွေးတော့ကြတော့အဲ့လိုဖြစ်နေ။ကိုယ်သမင်ကမရှိတော့ကျွန်တော်နောက်ထပ်တစ်မျိုးညှက်လိုက်လို့ဟိုပြောတဲ့သမင်ကမရှိတော့ကျွန်တော်နောက်ထပ်တစ်မျိုးညှက်လိုက်တော့မရှိတော့မရှိတော့ဒီသမင်မှာကျွန်တော်နောက်တစ်မျိုးကိုဖက်လို့ရတယ်နော်။အဲ့တော့အဓိကကတူရာချင်းဟိုတူရာချင်းရဲ့အကြောင်းရင်းဟာဟိုဘုလိုက်တော့ဒါသမင်ရဲ့ဟိုဟာဖြစ်သွားတယ်သဘင်ရဲ့အခန်းဆက်ဖြစ်နေတယ်เนาะဟိုကဂင်းကာမာလေးရဲ့ဟိုလိုပဲအဲသဘင်ရဲ့အခန်းရှင်ဖြစ်နေတယ် တော့သပင်ကအခုကကျွန်တော်ဒီလိုသပင်ဖြစ်နေလို့အဲတူတူတယ်စင်နေပေါ့နော်ဟုတ်ပါဘူးကျွန်တော်ပိုပြီးကောင်းစေခြင်းလို့ပြောတာပါပြိတ္တရေကကျွန်တော်နားလည်ပါတယ်အဲအဲ့ဒါကိုလည်းကျွန်တော်ကဟိုလက်ခံပါတယ်လက်ခံပါဆိုလိုချင်တာကကျွန်တော်ဒီနှက်ကားကကက်ရဲ့ဖြစ်သွားတယ်ကက်ရဲ့ဟိုကက်ရဲ့ဖြစ်သွားတဲ့အတွက်ဟိုကြည်ရတာတော့နည်းနည်းလေးဟိုပါဖြစ်တယ်ကျွန်တော်ကကျွန်တော်လည်းသိပါတယ်ဟိုအဲ့ဒီအတွက်လည်းကျွန်တော်အမှန်တော့ဗျာဟိုပြောပြမယ်လာပြီးမပြီးတော့ခင်းကမှလေးရဲ့ ခင်ဗျာမလေးอ่ะအမှန်တော့ဗျောဒံကရိုက်တာကျွန်တော်ကားကကျွန်တော်ကလွန်ခဲ့တဲ့အဲဘယ်လိုပြောမလဲကျွန်တော်ငါးကားမြောက်ရုပ်ရှင်ကားရိုက်တဲ့အချိန်ကျတော့အဲဝေးတယ်သူကတင်လာတာဒီဘက်နှစ်မှတ်တင်လာဒီကားကကျွန်တော်ခလေးမွေးပြီးမှကျွန်တော်သမီးလေးမွေးပြီးမှကျွန်တော်ရိုက်တယ်အဲကားနှစ်ကားရဲ့ကွာခြားမှုကဟို10လလောက်ရှိအဲကားနှစ်ကားရဲ့ကွာခြားမှုက10လလောက်ရှိတယ်ယုံတင်တဲ့စနစ်ပေါ်မှာ ။ဘာဖြစ်သွားလဲမသိဘူး။အကန့်ကရှင်းရှင်းနောက်ဆုံးဖြစ်သွား။ရှင်းရှင်းနောက်ဆုံးဖြစ်သွားအမှန်တော့အကန့်ကဝေးရင်ကျွန်တော်မှပြဿနာအဲ့လောက်မရှိဘူးပါနော်။ကားကကက်သွားတဲ့အတွက်ဆင်ရန်လဲဆင်နေတဲ့အတွက်အဲအဲ့လိုဖြစ်သွားတဲ့ကျွန်တော်ပဲတောင်းပန်ပါတယ်။ငါဇမင်ကိုဒီကားမှာတော့ဇမင်လေးကိုမေ့ပြီးကြည့်ပေးပါလို့။မေ့တာလေ။ချူလေးနဲ့တွေ့တာ။ချူလေးရဲ့အမှုပြန်တာ။ဒီကဟိုလိုရှိမှလေးထောင်တာလည်းရန်တော့။အနည်းအားလူပဲပြည့်ပြည့်တင်မလို့မလို့နေတာ။ဟုတ်ပါရဲ့ညီမလေးကတော်ပြီးသားပါ။သူရှိဒီမှာလဲသူတို့က ဟို CV တွေရောရုပ်ရှင်တွေရောမှာလဲဟိုကောင်းမိတာတော်ပြီလားပဲကျွန်တော်ပဲကျွန်တော်ကကျွန်တော်ကြိုးစားနေတာဟုတ်ဒူရေဒူပြောကြမှာရှိဘူးကောင်းပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီဟာကျွန်တော်တို့တင်နေကြတဲ့အကိုဟန်သူလုတ်ပြနေတယ်ဆိုတော့ကျွန်တော်တော့ကွက်တီပဲဟုတ်အေးမအေးမအေးမသူကဥဆောင်ပြီးတော့ဒီကားကိုတက်တက်ကြွကြနေတော့ကျွန်တော်တို့ကအတားတွေကပို့ပြီးအတားတာပြီးတော့မင်းဘယ်လိုကောင်းလဲ

အဲလိုအပ်တာတွေကိုအဲ့လိုအဲ့လိုမျိုးဟိုလက်စီတော့ကြည့်နေပါဘူးเนาะလက်စီတော့ကြည့်နေတာသူလိုချင်တဲ့နေရာကိုပတ်တိသူပြောတာပါเนาะပတ်တိပြောဆိုအဲပညာတော့အရန်ရတယ်ဟုတ်ကျွန်တော်အချိန်နဲ့ပါတယ်ကိုဝိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဝိုင်းထဲမှာထူးခြားမှုတွေရှိပါတယ်ကျွန်တော်ရဲ့အဲကျွန်တော်လောက်ရတာလည်းကျွန်တော်အားအပါရှိပါတယ်ဘာလို့ဒါပေမဲ့ထက်လဲသင်ချင်ပါသေးတယ်ထက်လဲကြိုးစားချင်ပါသေးတယ်ဟုတ်ကိုဝိုင်းလည်းနေတည်ရဲ့လူကလည်းဘာလဲအေးဒီကနေ့ဒီ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 နေ့ အကယ်ဒမီကတော့အကယ်ဒမီပေါ့လေညမှာကျွန်တော်ကအဲ့အဲ့ဒါတွေတော့ဟိုအံပြစ်ပါဘူးအဓိကတော့ကျွန်တော်ကတော့အဲကိုဝိုင်းလူစီကကျွန်တော်ပညာရတာကိုကျွန်တော်တော်တော်ကျေးဇူးတင်ပါတယ်အဲ့ဒါနဲ့တန်တယ်ကျွန်တော်တို့ feeling ကားလေးကမေလာကုံဒုမဟုတ်ဂျွန်းပထမပတ်ထဲမှာတင်ဖို့ရှိပါရဲ့အဲ့တော့ကြတော့ပြိဿကြီးငါရောက်အားပေးပါသုံးသက်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာโอเคအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်